WWD online media ရဲ့ပရိသတ်များရှင်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာပြီးခဲ့တဲ့ February လအတွင်းရင်းမတော်တဆမှုကိုးမှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာပြီးခဲ့တဲ့ February လအတွင်းရင်းမတော်တဆမှုကိုးမှုဖြစ်ပွားခဲ့တယ်လို့အမြန်လမ်းရဲတပ်ဖွဲ့မှုရုံးမှတာဝန်ရှိသူတဦးထံကနေသိရှိရပါတယ်။ယခုနှစ် February လအတွင်းအမြန်လမ်းမကြီးပေါ်မှာ ရင်မတော်တဆမှု၉ကြိမ်ဖြစ်ပွားခဲ့ပြီးတိကျတဲ့ရန်ရရှိသူ၈ဦးမ၉ဦးစုစုပေါင်း၁၈ဦးရှိခဲ့ကတိဆုံးသူကြား၂ဦးမ၃ဦးစုစုပေါင်း၅ဦးရှိခဲ့ပြီးဆုံးရှုံးမှုတန်ဖိုး၄၅၄၉000ကျပ်ရှိတယ်လို့သိရှိရပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာရင်မတော်တဆမှုများဖြစ်ပွားရမှာလူကြောင့်ဖြစ်ပွားခြင်းရင်ကြောင့်လမ်းကြောင့်နဲ့ရာသီဥတုကြောင့်ဖြစ်ပွားရာလူကြောင့်ရင်မတော်တဆမှုဖြစ်ပွားရမှာ အရှင်ပြင်းခြင်းမူရခြင်းအင်းငိုက်ခြင်းလမ်းကူးသူပေါ်ဆာခြင်းတရိษံကြောင့်ဖြစ်ခြင်းဆိုင်ကယ်ပေါ်ဆာမှုကြောင့်ဖြစ်ခြင်းအနှီးရင်ပေါ်ဆာမှုကြောင့်ဖြစ်ခြင်းယင်မောင်းမကျွမ်းကျင်ခြင်းမစင်မခြင်းမောင်းနှင်ခြင်းတို့ကြောင့်ဖြစ်ပွားပြီးယင်ကြောင့်ဖြစ်ပွားရမှာတော့ဘိန်းပေါက်ခြင်းဆက်ချိုရင်းခြင်းတို့ကြောင့်ဖြစ်ပွားကြောင်းလမ်းကြောင့်ဖြစ်ပွားရမှာတရားနဲ့လမ်းချော်ခြင်းတို့ကြောင့်ဖြစ်ပွားပြီးရာသီဥတုကြောင့်လည်းယင်မတော်တဆမှုဖြစ်ပွားလေရှိရာလူကြောင့်ဖြစ်ပွားတဲ့ ရင်မတော်တဆမှုဟာအများဆုံးဖြစ်ပွားတဲ့အတွက်ခရီးသွားပြည်သူများဟာသတိပြုစင်ကျင်မောင်းနှင်တင်ကြောင်းရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာတတ်မှတ်အရှိန်နှုံးထက်ပိုမိုမောင်းနှင်တဲ့ရင်တွေကိုထိရောက်စွာအေးအေးယူဆောင်ရွက်မှုများပြုလုပ်နေတယ်လို့သိရှိရပါတယ်ရှင်။